ုဘုဆောင်ရင်းသည်လောဘနဲ့ဒေါသကိုထိန်းချုပ်ခြင်းပဲဖြစ်တယ်။ကိုယ်တဏ္ဍာမှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်လောဘဒေါသကြောင့်ဖြစ်ပေါ်လာမဲ့ကာယကံနဲ့ဝစီကံနှစ်ခုကိုထိန်းချုပ်လိုက်တာကိုချင်းသီလပဲ။အဲ့ဒီကိုချင်းသီလနဲ့ပြည့်ပြည့်ဝဝကျင့်သုံးနေထိုင်တာကိုပဲဥပုသ်ဆောင်တယ်လို့ခေါ်တယ်။ဥပုသ်ဆောင်အဲ့တော့တိတ်တိတ်ပဲရှိတာ။ဆက်ဆော့ဘုရားကဟောတယ် ဥပုပ္ပိလဟာအခုလိုနေလို့ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လောကလူတွေဆိုတာအကျိုးအရမှလုပ်ချင်တယ်လေဘယ်လောက်အကျိုးရှိလို့လဲလုပ်ပြီးဘာမှလည်းမထွက်ဘူးပြင်းစရာကြီးလားဖြစ်လာတော့လည်းဘာအကျိုးရဆုံးဆိုရသော်ကြာအခုလိုရှစ်ပန်းတိလာနဲ့ထိမ့်သိမ့်ဆောင်းဆောင်နေထိုင်လိုက်မယ်ဆိုလို့ရှိရင်အကုသိုလ်တွေကိုထိမ့်ထုတ်လိုက်တာဖြစ်တော့